မော်တော်ကားတွေဆိုင်ကယ်တွေရှိနေသေးရေမတော်တဆမှုတွေလည်းရှိနေမှာပါ။ဒါကြောင့်ရေမတော်တဆမှုတွေတက်နိုင်သမျှအလျော်နှဲအောင်ရေမတော်တဆမှုတွေမဖြစ်အောင်တားဆီးဖို့တက်နိုင်သမျှလှုပ်ဆောင်ဖို့လည်းလိုအပ်ပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးထဲမှာတော့ဘယ်မော်တော်ရဲ့အမျိုးအစားမဆိုဘေးကင်းလုံခြုံအောင်ဘလို့မောင်းနေကြမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ရင်မောင်းနေတဲ့အချိန်စိတ်အနှောက်အယှက်ဖြစ်စေမှုတွေကိုရှောင်ကြဉ်ပါ။အာယုံပြက်လွတ်တဲ့မောင်းနေမှု အထူးသဖြင့်ရင်မောင်းနေတော့မဆိတ်ပေးပို့တာတို့ဖုန်းအသုံးပြုတာတွေဟာရင်တိုက်မှုဖြစ်စေတဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ပါတယ်။လေးလာမှုတွေရာကားမောင်းနေတဲ့အချိန်မဆိတ်ပေးပို့ခြင်းဟာရင်တိုက်မှုဖြစ်နိုင်ခြင်း23စာအထိတိုးမြင့်လာလျက်ရှိနေပါတယ်။ဘေးကင်းရေးအကြံပြုချက်ကတော့မောင်းနေတဲ့လမ်းကိုပဲအာရုံစိုက်ပါ။တဲ့ဖုန်းကိုအသုံးပြုခြင်းအစာစားခြင်းသို့မဟုတ်ကားမောင်းခြင်းကိုအာရုံပြတ်စေမဲ့တခြားလုံဆောင်မှုတွေမှာပါဝင်ခြင်းကလည်းရှောင်ကျဉ်ရပါမယ်ရှင်။ကားဆိုရင် ထိုင်ကုန်ခပတ်ပတ်ပြီး ဆိုင်ကယ်ဆိုရင်အုတ်ထုပ်ဆောင်မှာထိုင်ကုံခပတ်ဟာရှေးကထိုင်ကုံမှာစီးနှင်းနဲ့ခီးသည်တွေအတွက်55ရာခိုင်နှုန်းနဲ့နောက်ထိုင်ကုံကလည်းစီးနှင်းနဲ့ခီးသည်တွေအတွက်60ရာခိုင်နှုန်းအထိကားတိုက်မှုတွေရဲ့တိုက်ဆုံနိုင်ခြေကိုရှော့ချပေးပါတယ်။ဆိုင်ကယ်အုတ်ထုပ်ဆောင်ခြင်းဟာလည်း accident ဖြစ်ပွားမှုတွေမှာတိုက်ဆုံနိုင်ခြေ41ရာခိုင်နှုန်းဦးကောင်းတန်ရနိုင်ခြေ69ရာခိုင်နှုန်းအထိရှော့ချနိုင်ပါတယ်။ ဘေကင်းရေးအကြံပြုချက်ကတော့တွားရောက်ရမယ့်ခရီးဟာတိုးတောင်းသည်ဖြစ်စေကားရဲကိုဝင်လာနဲ့ထိုင်ကုန်ခပတ်ပတ်ပြီးဆိုင်ကယ်စီးမယ်ဆိုရင်လည်းဆိုင်ကယ်အုပ်ထုပ်ကိုမဖြစ်မနေစောင်းဖို့လိုပါမယ်နော်အမြန်နှုန်းကန့်သက်ချက်ကိုလိုက်နာပါနိုင်ငံတိုင်းမှာလမ်းပေါ်မှာမူတည်ပြီးအမြန်နှုန်းသတ်မှတ်ချက်တွေရှိတာကြောင့်အဲ့ဒီသတ်မှတ်ချက်တွေကိုမဖြစ်မနေလိုက်နာဖို့လိုအပ်ပါတယ်စောင့်ကြည့်နေသူမရှိတာနဲ့အချိန်လုံးမောင်းနေတာဟာရင်မတော်တဆမှုဖြစ်ပွားနိုင်ပါတယ် အရှိန်လုံးပေါင်းနေခြင်းဟာမတော်တဆမှုတွေမှာအဓိကအချက်ဖြစ်ပြီးရုတ်တရက်လျက်တပြက်ဖြစ်ပွားလာတဲ့အချိန်မှာမောင်းနှင်သူရဲ့တုံ့ပြန်မှုကိုနှောင့်နှေးစေပြီးယင်မတော်တဆမှုရဲ့ပြင်းထန်မှုကိုတိုးစေပါတယ်။ဘေးကင်းရေးအကြံပြုချက်ကတော့သတ်မှတ်ထားတဲ့အမြန်နှုန်းသတ်မှတ်ချက်တွေကိုအမြင်လိုက်နာပြီးမိုးရွာတဲ့အချိန်၊ယူကိုတွေဝင်နေတဲ့အချိန်၊နောက်ထပ်ရင်ကြောပိတ်ဆို့မှုဖြစ်ပွားနေတဲ့အချိန်တွေမှာဆိုရင်လမ်းအချိန်တွေပေါ်မူတည်ပြီးအမြန်နှုန်းကိုလျှော့ချလိုက်ပါ။အရက်နဲ့မူးယစ်စေတဲ့အရာတွေကိုသုံးဆွဲပြီးဘယ်တော့မှမမောင်းပါနဲ့နော်။ အရက်နဲ့မွေးရစေဝါတွေဟာတင်းရဲ့ဆုံးဖြတ်နိုင်စွမ်းနဲ့တုံ့ပြန်မှုအချိန်တွေနဲ့ကြွမ်းကျင်မှုတွေကိုထိခိုက်စေပြီးမောင်းနှင်မှုအန္တရာယ်ကိုဖြစ်စေပါတယ်။အရက်အနှင်းငယ်ပဲတောက်တယ်ဆိုရင်တော့တင်းရဲ့မောင်းနှင်နိုင်စွမ်းကိုတိတိတတ်တာထိခိုက်စေနိုင်တာကြောင့်မိမိကိုယ်ကိုမမူးဘူးလို့သတ်မှတ်ကမမောင်းသင့်ပါဘူးနော်။ဘလောက်ပဲကျွမ်းကျင်နေသူဖြစ်နေပါစေရင်မတော်တဆဖြစ်ပွားနိုင်ချေဟာအလိုမြင့်ပါတယ်။ဘေကင်းရေးအကြံပြုချက်ကတော့အရက်တို့ဘူးရစေဝါတမျိုးမျိုးတို့တောက်တုံးထားတယ်ဆိုရင်ဘရောမမောင်းပါနဲ့။ တက္ကစီလို့မဟုတ်တခြားသောသယ်ယူပို့ဆောင်ရေးကိုအသုံးပြုပါရှင်။ဘေးကင်းသောအကွာအဝေးကိုထားပါ။ဘေးကင်းသောအကွာအဝေးကိုထိမ့်သိမ်းခြင်းဟာအရှိကရုတ်တရက်ဖြစ်ပေါ်ရတဲ့အရာတွေကနေမောင်းနှင်သူကို break off ဖို့နဲ့တိုက်မိတာတွေကိုရှောင်ရှားဖို့အချိန်လုံလောက်နိုင်ပါတယ်။ဘေးကင်းရေးအကြံပြုချက်ကတော့၃စက္ကန့်စီးမြင်ကိုလိုက်နာပါ။သင်ကားနဲ့အရှိတစ်ခုကြားအနည်းဆုံးစက္ကန့်၃စက္ကန့်မြောက်ထားပါ။စိုးရတဲ့ရာသီဥတုသို့မဟုတ်ရင်ကြောပိတ်ဆို့မှုတွေမှာပဲဒီကွာဝေးကိုတိုးမြှင့်တင်ပါတယ်။ ဆိုင်ကယ်ဆိုရင်တော့ကားကြတဲ့ကနေမောင်းနှင်တာကိုရှောင်ကျဉ်ပေးပါနော်တတိရှိရှိနဲ့ကောင်းကောင်းအနားယူပါအိမ်ငှက်ပြီးမောင်းနှင်တာဟာလည်းအနေရဲ့အများဆုံးဖြစ်ပေါ်နိုင်တဲ့မောင်းနှင်ခြင်းတစ်ခုဖြစ်ပါတယ်ပင်ပန်းနှွမ်းနဲ့မှုကတုံ့ပြန်မှုအကျင့်ကြီးကိုနှေးကွေးစေပြီးအသိဉာဏ်ကိုရော့ကျစေတာကြောင့်အိပ်ပျော်နိုင်ခြေကိုတိုးပွားစေပါတယ်ဘေးကင်းရေးအကြံပြုချက်အနေနဲ့ကတော့ခီးရှည်ကြီးမထွက်ခွာခင်ညများအနားယူပြီးနှစ်နာရီသို့မဟုတ်မိုင်တရာကိုတစ်ချိန်အနားယူပါ တကယ်လို့အိမ်ငိုက်နေပြီဆိုရင်အနားယွင်ယူမဟုတ်ရင်လေရင်မောင်းကိုပြောင်းပါနော်အခုပြောပြခဲ့တဲ့မောင်းနှင်မှုဘေးကင်းရေးအကြံပြုချက်6ချက်ဟာလမ်းပေါ်မှာရင်မတော်တဆမှုထိခိုက်ဒဏ်ရာမှုနဲ့တိုက်ဆုံမှုအနေရတို့ကိုတိတိတတ်တာရှင်းချနိုင်ပါတယ်ဒီချက်တွေကိုဒီဇိုင်းမမတ်လိုက်နာခြင်းဟာလေတင်ကိုယ်တိုင်အတွက်ရောတခြားသူတွေအတွက်ပါပုံမလုံးချုံနဲ့ပတ်ဝန်းကျင်ကိုဖန်တီးနိုင်ရင်အကူအညီပေးနိုင်မှာဖြစ်ပါတယ် အခုပြောပြတဲ့အကြောင်းအရာတွေကိုတော့ National Highway Traffic Safety Administration နဲ့ BBC တို့ကနေကိုးကားဖော်ပြထားတာဖြစ်ပါတယ်ရှင်။